ဂျီနိုင်ငံဆရာတပည့်ဖယ်သွားကြမလို့လဲရှင်ကော်မရှင်ဦးမှာမေဘင်းဆန်းနဲ့မေဘီရဲ့ပြုတ်ကြစီရှင်ဆက်ပါလေဟုတ်ကျွန်တော်ကြောင်ဖိတ်ထားရဲ့ဗျပြီးခဲ့ရေကောက်ပွဲမှာတော့ကျွန်တော်ကမင်းုံတောင်မုံထမ်းဆောင်ခဲ့ရလေဒီနေ့တက္ကသိုလ်ဝန်ထမ်းဆောင်ဝယ်ဖြစ်မဲ့ចောင်းသားရဲ့16နှစ်ပြည့်ပြီဆိုတော့ပထမဆုံးမေဘီကြရမှာလေလာမယ့်ရေကောက်ပွဲမှာဆက်နှစ်မေဘီမှာဆိုတော့သူတို့ဘူးသူရရအောင်ခေါ်သားမလို့ဆက်ပါလေဟုတ်တယ်ဆရာကြီးကျမလည်းပြီးခဲ့ရေကောက်ပွဲတုန်းကရွာမဲယုံမှာမဲယုံအဖွဲတာဝန်ယူခဲ့ရတာအဲ့တော့ကျမ

ကောလာပါဟာမင်းနဲ့ဘာလို့မခင်လုံးဘယ်သွားကြမလို့လဲဗျ။အော်ဆရာလေးတို့ဆရာကျောင်းသူတွေရောဆရာမတွေရောအဖိုက်လိုက်ကြီးဘယ်သွားကြမှာလို့ဗျ။ကော်မရှင်အုံးမှာမဲပေးဆက်နဲ့မဲပေးရဲ့တရုပ်ပြပွဲကိုသွားကြမလို့ဗျ။ရွာတွေကိုလည်းဖိတ်ထားသေးရဲ့နော်။ကျွန်တော်ကကိုချက်ကြီးကိုလည်းလိုက်ကြည့်စီရှင်နေဗျ။လာမယ့်ရွေးကောက်ပွဲမှာမဲပေးဆက်နဲ့မဲပေးဖို့ကော်မရှင်ကပြည်ပြည်လိုပညာပေးနေတာဗျ။ အအခုဆရာလေးတို့ပြောပြောနေတဲ့အဲ့မဲပေးဆက်ဆိုတာကြီးကမှန်ဟောမှန်လို့လားဗျအဲ့အကြောင်းမလို့ကျွန်တော်ကကိုယ်အလိုက်ကြည့်ဆင်တာပေါ့ဗျမဲပေးဆက်နဲ့မဲပေးတာအတ္တဆန်းဖြစ်နေရောမဲဆန္ဒရှင်ပြည်သူတွေအားလုံးလွယ်လွယ်ကူကူတားဖို့လိုရစေဗျာဆရာလေးရေကျတို့ကတုတ်တောင်သားတွေဆိုတော့ကိုလုံးမကိုစားရတာဗျမဲရုပ်သွားရင်မဲသွားပြေးနေရောတော့ဘာထုမှလဲဗျဟုတ်ပါတော့ဟုတ်ပါကိုလေကိုလုံးမိုးလေဝသားလေးကောင်းအောင်စဘာထွက်တော့မှကျတို့ကဝန်းစာရမှလေဆရာလေးရေ ခုပြောတဲ့မဲဆက်ဆိုလားအဲ့ဟာချင်းနဲ့မဲပေးလို့ရောကျို့တော့ကဘာကြောရှိမှမို့လို့တော့ကိုလုံးနဲ့ကိုမအားရတဲ့တောမနေတော့ပါဘူးဟာအဲ့လိုတော့မဟုတ်သေးလေမခင်တော်ရဲ့မခင်တော်လို့လို့တောင်းရတဲ့သမားတွေပဲဖြစ်ဖြစ်အလုပ်သမားတွေပဲဖြစ်ဖြစ်လက်လုပ်လက်စားတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဝန်ထမ်းတွေပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်အားလုံးကနိုင်ငံသားတွေပဲဗျနိုင်ငံသားတွေဆိုတော့နိုင်ငံသားတွေရဲ့တာဝန်နဲ့အခွင့်အရေးဆိုတာရှိတယ်ဗျ။ဆိုကြပါစို့ဗျာ ပြည်သူတွေကိုစားပြုမဲ့ကိုယ်စားလှယ်တွေနဲ့ပြည်သူအကျိုးစီးပွားကိုဆောင်ရွက်ကြမဲ့ကိုယ်စားလှယ်တွေကိုကျွန်တော်တို့ပြည်သူတွေကအခုရွေးကောက်ပွဲမှာမဲပေးပြီးတော့ရွေးချယ်ကြရမှာဗျဆရာလေးပြောသလိုပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကလည်းကျုပ်တို့မဲပေးခဲ့တာပဲဗျမဲမပေးခင်တော့ပါတီတွေကဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်နဲ့မဲလည်းပေးပြီးတော့ပေါ်ဘူးမလာတော့ဘူး ကျုပ်တို့အခြေခံလူသားတွေကဒုံရင်ကဒုံရင်ပါပဲဗျာအေးဗျာဒီနေရာမှာတတိပြုရမယ့်ချက်ကကျွန်တော်တို့မဲပေးလိုက်တဲ့သူကကိုယ်စားလှယ်တာဝန်ကြီးပုံရဲ့လားအပြောနဲ့အလုပ်ကြီးရဲ့လားပြီးသူတို့တကယ်အကျိုးပြုမဲ့သူလားနိုင်ငံအကျိုးတည်ပုံမဲ့သူဟုတ်ရဲ့လားအဲ့ဒီသူကတကယ်အရင်ရှိပြီးတော့လူကောင်းလူတော်ဟုတ်ရလားဆိုတာကျွန်တော်တို့ကတည်တည်ဆဆလေးလာစမ်းစစ်ပြီးမှမိချက်မဲပေးဖို့လိုလား ဒီအချက်ကကျွန်တော်တို့ပြည်သူတွေကိုရွေးကောက်ပွဲရပေးတဲ့အခွင့်အရေးပဲဗျ။ဆရာလေးပြောရလဲမှန်ပါတယ်။ဒါပေမဲ့ဆရာလေးရေကျမတို့ကကုဒေသကိုအကျိုးပြုမဲ့လူတွေကိုပဲမဲပေးချင်တာ။သူတို့ကမဲရပြင်းဒီဒေသသက်ပြန်ကြည့်စေချင်တာပေါ့ဆရာလေးရေ။ဒါကြောင့်မလို့ရွေးကောက်ပွဲကနိုင်ငံအတွက်ကောပြည်သူအတွက်ပါအရေးကြီးတယ်လို့ပြောချင်တာပေါ့ဗျ။အခုရွေးကောက်ပွဲမှာထူးခြားတာအရင်လိုဘောပင်နဲ့အမှန်ချပြီးဆန္ဒပြရမျိုးတစ်စိတ်တုံးနေပြီးရောမဲပေးရမှာမဟုတ်ဘူးဗျ။ မဲပေးဆက်နဲ့ခလုံးနေပြီးမဲပေးကြရမှာဆိုတော့အဲ့ဒီမဲပေးဆက်အကြောင်းနဲ့မဲပေးရနေလည်းနေကျွန်တော်တို့ပြည်သူတွေတည်ထားဖို့လိုတယ်ဗျအဲ့အကြောင်းမလို့အခုမဲပေးဆက်တရုတ်ပြပွဲကိုတာကြည့်ဖို့လိုတယ်လို့ပြောရပါဘူးဗျာဆရာလေးတို့ခုလိုရှင်းပြတော့လည်းနားလည်ပါပါကြီးဗျာဟိုဟာစကြက်ထဲမှာနွားစာအတွက်စီစဉ်ပေးပြီးသွားရင်အချိန်မြောင်လိုက်ခင်ပဲဗျာနော်ကောင်းပါပြီဗျာကောင်းပါပြီဒါနဲ့မျိုးပေါ်လူကြီးရဲ့လာမှာဆိုတော့အဝတ်စားလည်းတတရရဲ့ဝတ်ခဲ့အောင်နော် တလက်စားတယ်တခြားစီလည်းခေါ်ခဲ့အောင်ဗျာကောင်းပါဗျာကျွန်တော်တို့ခေါ်ခဲ့ပါမယ်ဗျာเนาะဆရာလေးเนาะအချိန်မီလာခဲ့မယ်စိတ်ချဟုတ်ကဲ့ပါဗျာအဲ့ဆိုကျွန်တော်တို့သွားလိုက်အောင်ပါဗျာဟုတ်ပါပြီခင်ဗျဟုတ်ပါပြီလာလာသွားလားသွားလားလာလာကွာမင်းရလဲလာလာလာကျွန်တော်စီစေပေးမယ်ငါသွားအောင်ပါလာရအောင်လာตามရလားလာဆိုဝေါ်ဟာဒါကတော့ဒီကနေ့ပြန်ဆက်လာ တော့ကြည့်အောင်နော်ဒီမှာထုတ်ထားတာပါ။ဟာ။ဟေးအဖေရောရင်ဆက်နေပါလေသူ။အော်ပေါ့ပေါ့။ဖေ။ဟေး။တမလို့လေခုပဲဆွေးနွေးကိုပြီးပြန်လာတာဟိုအဲ့ဒါလေကော်မရှင်ရုံးမှာမဲပိဆက်တရုပ်ပြပေးတာတမလို့ဖိတ်လိုက်တယ်မင်းနဲ့တူတူသွားချင်းလို့ဟိုအဖေလက်လိုက်ခဲ့ပါလားဘူးတူတက်လေးပါလေရတာပေါ့အဖေတမီးလိုပဲသွားကြတာ ဖေလဲတဲ့ရေသွင်းရအောင်ဒီမဲ့ကိုသားရှင်ကလေနိုင်ငံရေးနဲ့စိတ်ဝင်စားရွေးကောက်ပွဲနဲ့စိတ်ဝင်စားပါလားအခုရွေးကောက်ပွဲကအရင်ရွေးကောက်ပွဲနဲ့မတူဘူးတဲ့တော်ကြီးမဲပေးဆက်နဲ့မဲပေးရမှာတဲ့တော့ဒီမဲ့ရွေးကောက်ပွဲမှာမဲပေးဖို့ရှိမှလည်းတာဝန်ရှိတယ်နော်ပြီးရဲ့အဲ့ဒီဆက်နဲ့မဲပေးတာကိုသင်ပေးပါတယ်တော့ရှင်မလိုက်ခဲ့ရမှာဒါပဲဟဲ့ ဲ့ဒီကနေ့ဘာဖြစ်နေကြတာလို့မဲပိစက်တေးဥပြပွဲသွားကြည့်ဖို့လေအဲ့ဒါအဖေကိုခေါ်နေတာခွာရင်ဟာမဲပိစက်တေးဥပြပွဲဟုတ်တယ်ဖားရဲ့ဟိုလေအခုလာမယ့်ရွေးကောက်ပွဲမှာသူတို့ကမဲပိစက်နဲ့မဲပေးရမှာတဲ့အဲ့ဒါရွာကလေကော်မရှင်ရုံးမှာမဲပိစက်တေးဥပြပွဲရှိရယ်ဟာလာအခွားတော့ငငယ်တုန်းကတော့လေမဲစာရွက်ပုံမှာလေဟောအမှန်ကလေးချစ်ပြီးတော့မဲပေးရတာတော့အခုတော့မဲပိစက်နဲ့မဲပေးရမယ်ဆိုတော့အခွားစိတ်ဝင်စားတယ်လိုက်မယ်နော်အခွားလည်းခေါ်နော်မီးလေးလိုက်ကြလိုက်ရနော်ဖားလား ဖွားညိုဦးလေးတောင်တို့ရေးတို့ကော်မရှင်ကိုမဲပေးဆက်တေးဥပြပွဲသွားကြရအောင်လေအချိန်ကြီးနေပြီဗျဟုတ်ကဲ့ပါဆရာလေးကျွန်တော်တို့လည်းအခုပဲလာဖို့ပြောနေကြတာလာခဲ့မယ်ဗျာကောင်းပါပြီဗျာကျွန်တော်တို့ကသွားနေပြီအချိန်မီအောင်လည်းလာခဲ့ကြအောင်တော့ဘေးအိမ်တို့လည်းဆောင်းခဲ့အောင်ဗျဟုတ်ကဲ့ဆရာလေးပါမယ်ဆိုလဲဝစားရည်လည်းကြအောင်နော်ဟုတ်ကဲ့ အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အောင်ကြပြေကြီးရွာအုပ်စုကော်မရှင်ရုံးမှာကျင်းပပြုလုပ်တဲ့ပွဲရတော့လာမယ့်ရွေးကောက်ပွဲမှာဒီလိုမဲပေးဆက်နဲ့မဲပေးခြင်းတရုတ်ပြအစီအစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ပါလေဒီပြုလုပ်တဲ့ပွဲကိုကြောက်လာကြတဲ့ကျွန်တော်တို့မိဘပြည်သူတွေပါတီဝင်တွေစုံစုံညီညီစည်းစည်းလုံးလုံးတက်ရောက်လာတဲ့အတွက်လည်း အထူးကိုကျေးဇူးတင်ပါတယ်ဒီမဲပေးစဲနဲ့ဘလို့မဲပေးရမလဲဆိုတာကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲအတွင်းရင်မူဦးတုဒအောင်ကရှင်းပြပေးมาဖြစ်ပါတယ်မိဘပြည်သူတွေကနားမလဲတာ မရှင်းလဲတာရှိရင်အမနာတန်မေးမြန်းလို့ရပါတယ်မကြခင်မှာပဲကျွန်တော်တို့ဒီမဲပေးစဲနဲ့တူးချင်းဘယ်လိုမဲပေးရမလဲဆိုတာကိုတရုတ်ပြမယ်အစီအစဉ်လဲ ပြည့်လို့သွားမှာဖြစ်ပါတယ်ဥဒ္ဒတော်ခင်ဗျာရှင်းပြပေးဖို့မြစ်တာရောက်ခံပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအောင်တပြေကြီးရအုပ်စုတင်မှာနေထိုင်ကြတဲ့ရမီရပ်ဖာများနဲ့မဲဆန္ဒရှင်မိဘပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့နိုင်ငံမှာအရေးရေးကောက်ပွဲတွေမှာမဲလက်မှတ်တွေကိုအသုံးပြုခဲ့ကြပါတယ်မဲလက်မှတ်ပုံမှာဘောဘီလီနဲ့အမှန်ချစ်တာ မဲလက်မှတ်ကိုတစ်စိတ်တုံးထူတဲ့နီလန်းလိုပဲဖြစ်ပါတယ်။အခုလောက်ပဲရေကောက်ပွဲမှာဆိုလို့ရှိရင်တော့ဟော်ရီရှိမှာခင်းချင်းပြလာထားတဲ့မဲဘေးဆက်မှာပါတဲ့ဆန်နာပြုတ်ကလုတ်လေးကိုထိပ်ပြီးတော့မဲဘေးရမှာလည်းဖြစ်ပါတယ်။မဲယုံနေမှာမဲဘေးဆက်တွေထားရှိပြီးတော့မှာလည်းဖြစ်ပါတယ်။ဆက်ကလုတ်ကိုနှိပ်ပြီးမဲဘေးရမှာဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့အထူးအဆန်းဖြစ်နေမှာဆိုလို့ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ကနေကြွေးရအဆင့်ထိလာရောက်ပြီးတော့တေုပ်ပြလေ့ကျင့်ပေးထားမှလည်းဖြစ်ပါတယ်။ပမာအဖြစ် မဲယုံတယုံမှာဆိုလို့ရှိရင်ပြည်သူလွတ်တော်တဲ့မဲပေးဆက်တစုံအမျိုးသားလွတ်တော်အတွက်မဲပေးဆက်တစုံတိုင်းဒေသကြီးတို့မဟုတ်ပြည်내လွတ်တော်အတွက်မဲပေးဆက်တစုံစီထားရှိပေးတော်မှာဖြစ်ပါတယ်။တကယ်လို့တိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်းပါလာလို့ရှိရင်လူမျိုးတစ်မျိုးချင်းစီအတွက်မဲပေးတဲ့ဆက်ကိုတစုံစီထားရှိပေးတော်မှာဖြစ်ပါတယ်။မဲပေးဆက်တစ်လုံးကိုချိန်သာနှိပ်ပြီးတော့မဲပေးရမှာလည်းဖြစ်ပါတယ်။ မဲပေးဆက်တစ်စုံပါဆိုရင်မဲယုံအဖွဲ့ဝင်တူကိုင်တွဲရတဲ့ထင်းကျုပ်ဆက်ပါပါမယ်ပြီးရင်မဲဆန္ဒရှင်ကမဲပေးတယ်ဟော်ရီကလုတ်လေးကိုနှိပ်ပြီးမဲပေးတယ်ဆန္ဒပြုဆက်လေးပါပါတယ်ဒီဆန္ဒပြုမဲပေးပြီးတဲ့အခါမှာမိမိရွေးချယ်လိုက်တဲ့ဖလွတ်တော်ကိုယ်စိတ်လောင်းရဲ့အမိကိုမှန်မှန်မှန်စစ်ဆေးဖို့အတွက်စာရွက်ချက်ပိုင်းလေးကဒီနေရာမှာပေါ်လာမှာပဲ မိမိရွေးချယ်ရတဲ့လွှတ်တော်ကိုယ်စားလောင်းရဲ့အမည်မှန်မှန်မှန်ဆိုတာကိုဒီမှာစစ်လို့ရပါတယ်၄စက္ကန့်ဒီစက္ကန့်ကြာပြီချိန်မှာမဲဘုံလေးကိုကြာပါပါပါဒီမဲဘုံလေးနဲ့တွဲထားတဲ့ဆက်ကိုတော့မဲပီးချက်ဖော်ပြတဲ့ဆက်လို့လည်းခေါ်ပါတယ်ခင်ဗျာဆီယာတို့မဲပီးချက်ကထွက်လာတဲ့ဆက်ရွေးမှာကိုမဲပီးတဲ့လူမဟုတ်ပဲမှားနေတခြားလူဖြစ်နေဘယ်နဲ့လုံးလဲအဲ့တော့ကျွန်တော်တို့ကဘယ်လိုရောရမလဲခင်ဗျာအဲ့လိုလုံးဝမဖြစ်ရပါဘူးခင်ဗျာကျွန်တော်တို့ရဲ့မဲပီးချက်တွေက အချင်းချင်းစမ်းသက်စစ်ဆေးတီထွင်ထုတ်လုပ်ထားတဲ့စတင်ဖြစ်ပါတယ်မိမိဆန္ဒရွေးချယ်ထားတဲ့အတိုင်းပဲထွက်လာမှာဖြစ်ပါတယ်ကျွန်တော်အခုမဲပြီးတဲ့စက်တွေကိုကျွန်တော်ရှင်းပြပြလို့ရှိဒီမှာရှိတဲ့မိဘပြည်သူတွေအားလုံးတဦးတယောက်ချင်းစီကကိုယ်တိုင်စိတ်တိုင်းကြဒီမဲပြီးစက်တွေကိုစမ်းသက်ပြီးတော့မဲပေးခွင့်ရမှာလည်းဖြစ်ပါတယ်မဲဆန္ဒရှင်တွေကမဲပြီးစက်နဲ့မဲပေးဖို့ဆိုတာမသိရင်ခက်ခဲတယ်လို့ထင်ရပါမယ်တကယ်တမ်းကြတော့လွယ်လွယ်လေးပါကျွန်တော်တို့ ဆန္ဒမေးပြီးစက်နဲ့မေးပြီးဘူးဆိုလို့ရှိရင်စစ်ရွေးနှိပ်ကြည့်တို့ဆိုတဲ့အချက်၅ချက်ကိုတည်တယ်ဆိုလို့ရှိရင်ကျွန်တော်လွယ်လွယ်ကူကူမေးပြလို့ရပါတယ်စက်ကလုတ်ကိုနှိပ်မေးပြရမယ်ဆိုပြီးဆိုရင်ဓာတ်ရီမဝင်ရတာတွေမဲကလုတ်ကိုမနှိပ်ရမှာတွေမဲမားပေးမိမှာတွေမှားနေမိတာတွေအတွက်ဘာမှမဆိုရင်ပါလေခင်ဗျာပထမအချက်စစ်ဆိုတာကတော့မဲဆန္ဒရှင်ကမဲရုံမှာမိမိရဲ့အမည်ပါမပါမှန်မှန်ကို ကိုယ့်ရဲ့နိုင်ငံသားစီစီရေးကပ်ပြားကိုမဲယုံအဖွဲ့ဝင်မဲစင်းစစ်ဆေးတဲ့သူစီမှာအရင်ဆုံးတွားရောက်ပြီးစစ်ဆေးရမှာဖြစ်ပါတယ်။ဒါကတော့မဲပေးဖို့အတွက်မဲဆန္ဒရှင်အမည်မှန်မှန်ကိုစစ်ဆေးတာဖြစ်ပါတယ်။ဟောရကျွန်တော်မောင်ချက်ကြီးကိုတရားလုံးဝသိနေတာပဲလေ။ပြီးတော့မဲပေးရဲ့နေကြလို့ရှင်မဲယုံကိုလူကြိုင်သွားမှာအဲ့တော့မဟုတ်တယ်မပါပဲနဲ့မဲပေးလို့မရဘူးလား။ဟာမိုက်ပါချက်ကြီးဟာ မင်းတို့တော့တရားလုံးဝသိတာဗောဟာဒါပေမဲ့ရွေးကောက်ပွဲဥပဒေရမက်ဆီနဲ့လူမှန်မှန်မှန်စစ်ဆေးဖို့လိုတယ်အရင်တော့ရွေးကောက်ပွဲတွေလိုမဲမတမာမှုတွေမဲပူပေးတာတွေမဖြစ်ရအောင်လို့ကဒုတိယအချက်ရွေးဆိုတာတော့ဟောဒီဆန္ဒပြုချက်မှာမိမိရွေးချက်မဲ့ကိုယ်စရေလောက်ရဲ့အမည် ကိုစားပြုပါတီရဲ့တင်ဂေတာအမှတ်သားဖော်ပြထားပါတယ်။ဒီဖော်ပြထားတဲ့တင်ဂေတာအမှတ်သားရဲ့ဘေးကဲ့ရက်မှာဆန္ဒပြုတဲ့မဲပေးတဲ့ခလုတ်လေးတစ်ခုချင်းစီပါပါတယ်ခင်ဗျာ။ဒီခလုတ်လေးကိုမနှိပ်ခင်မှာမိမိဆန္ဒပေးတဲ့လွှတ်တော်ကိုယ်စားလောက်ကိုတည်တည်ချာချာရွေးချယ်ပေးရမှာလည်းဖြစ်ပါတယ်။ရှင်ကတတိပုဂ္ဂလရွေးရုံမရဘူးလားဗျ။ဟုတ်ပါတယ်။တတိပုဂ္ဂလကိုယ်စားလောက်နေအတွက် သူ့အမည်နဲ့ကော်မရှင်ကိုသူတင်ပြထားတဲ့တင်ကိတအမှတ်တရစီကိုဖော်ပြထားမှလည်းဖြစ်ပါတယ်။ပြီးရင်တော့တတိယအချက်နှိပ်ဖြစ်ပါတယ်။နှိပ်ဆိုတာကတော့ဟောဒီလိုခလုတ်လေးကိုနှိပ်ပြီးတော့စတာမဲပေးဖို့ပဲဖြစ်ပါတယ်။မဲပေးဖို့အချက်ပြမီလေးလင်းလာပြီဆိုရင်မိမိမဲပေးမယ်ကိုစရီလောင်းရဲ့အမည်ရှိတဲ့တယ်မှာရှိတဲ့စန္ဒပြူမဲခလုတ်လေးကိုဟောလို့လက်ညှိုးလေးနဲ့တကြီးနှိပ်လိုက်ပါ။ န္ဒပြုမဲခလုကိုတစ်ချိန်မဲနှိပ်ရမှာဖြစ်ပါတယ်။နှစ်ချိန်သုံးချိန်နှိပ်ရမလိုပါဘူးခင်ဗျာ။ပြီးတော့ခလုကိုအကြာကြီးဖိနှိပ်ထားကြရလည်းမလိုပါဘူး။ခလုတစ်ခုတည်းပူပြီးခလုနှစ်ခုသုံးခုကိုတစ်ပြိုင်တည်းနှိပ်လို့မရပါဘူးခင်ဗျာ။အဲ့လိုဆက်ခလုကိုတစ်ချိန်နှိပ်လိုက်ပြီဆိုတာနဲ့ကိုယ်စလဲလောက်ကိုရေးချိန်မဲပြီးပြီးသွားပြီဖြစ်ပါတယ်။စတုဒအချက်ကြည့်ဆိုတာကတော့မဲပေးချက် ဖော်ပြတဲ့ဆက်ထဲကနေပြီးတော့မိမိမဲပေးထားတဲ့ကိုယ်စလဲလောက်ရဲ့အမိကိုစားပြုပါတီရဲ့တင်ကြတာအမှတ်သား အမှတ်စဉ်နံပါတ်ကိုဖော်ပြတဲ့စာရွက်အပိုင်လေးဒီနေရာတွေထွက်လာမှာဖြစ်ပါတယ်။မဲဆန္ဒရှင်ဟာဟောဒီစာရွက်အပိုင်လေးမှာမိမိမဲပေးထားတဲ့ကိုယ်စရလောင်းမှန်မှန်မှန်ဆိုတာကိုမျက်မြင်ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။လေးစက္ကန့်လောက် ကြာပြီးရင်တော့ဟောဒီမဲစာရွက်လေးကအောက်မှာရှိတဲ့မဲပုံတွေကိုအလိုလျောက်ကြာသွားမှလည်းဖြစ်ပါတယ်။ဟောဒီမှာကြည့်ကြပါ။တပိလိုက်ပါပြီ။ပေးထားတဲ့ဆိုင်လေးထွက်လာပါပြီအားလုံးကြည့်ကြပါ မှန်ရဲ့လားဗျာမှန်ပါတယ်မှန်ပါတယ်ဟာတော့ဟုတ်တယ်တော့မေဘေးစက်ကြီးကကိုမဲပေးမဲပေးရတိုင်းခန့်တယ်နော်ဒီစမအချက်တို့ဆိုတာတော့အစီအစဉ်တိုင်းစက်ကလုတ်ကိုတစ်ချိန်နှိပ်ပြီးမဲပေးပြီးပြီဆိုရင်တော့တာဝန်ရှိတဲ့မဲယုံအဖွဲ့ဝင်တဦးစီမှာလက်ပံဒါမှမဟုတ်လက်ချောင်းတစ်ချောင်းချောင်းကိုမင်းတို့ရမှာဖြစ်ပါတယ်ဒါဆိုရင်စေရွေးနှိပ်ကြည့်တို့ဆိုတဲ့စက်ကလုတ်လေးမဲပေးတယ် နီလန်အတိုင်းရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူနဲ့အောင်မြင်စွာမဲပေးပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာဆရာလေးအခုလိုလက်တွေ့ရှင်းပြလိုက်တော့ဒီမဲပေးဆက်ကြီးဟာမဲပေးရတာလွယ်လွယ်လေးပဲဗျာကိုမဲပေးလိုက်တဲ့အတိုင်းကိုအမှန်တိုင်းအောင်ပတ်လာတယ်အဲ့တော့ဒီမဲပေးဆက်ကြီးကိုမယုံစရာမတင်ပါစရာအကြောင်းဘာမှမရှိဘူးကောင်းတယ်ဗျာကောင်းတယ်ဟုတ်တယ်နော်မမာရဲမမာရဲခင်ဗျမဲပေးခြင်းအားလုံးပြီးသွားပြီဆိုရင်တော့မဲယုံမှုက close ဆိုတဲ့ဆက် close ကိုနှိပ်ပြီးတော့ဆက်ကိုပေးသိမ်းပါမယ်။မဲယုံမူကဟောဒီ total ဆိုတဲ့ close လေးကိုနှိပ်လိုက်ရင်မဲပေးထားသူစုစုပေါင်းအရေးတော့ကိုဆက်ရဲ့မျက်နှာပြင်ပေါ်မှာစစ်ဆေးနိုင်ပါတယ်။ဟောဒီ process ဆိုတဲ့ close လေးကိုနှိပ်လိုက်ရင်ထင်းကျုပ်ဆက်ရဲ့မျက်နှာပြင်မှာကိုယ်စဲလောင်းတူးချင်းစီရတဲ့မဲကိုကြည့်နိုင်သလို print ဆိုတဲ့ close လေးကိုနှိပ်ပြီးတော့ ဆက်ထဲကနေမဲရလက်စရင်စာရွက်ကို ထုတ်ယူပြီးကိုယ်စလဲလောင်းတွေတူးချင်းရတဲ့မဲရီတို့ကိုစစ်ဆေးနိုင်မှာလည်းဖြစ်ပါတယ်။မဲဘုံထဲမှာလည်းတူးချင်းရတဲ့မဲဖြစ်ပိုင်းတွေရှိမှာလည်းဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဆရာဒီမဲပိစက်ရဲ့အာသာချက်ကိုလည်းတို့နားလည်အောင်ရှင်းပြပေးပါ။ဒီမဲပိစက်ကရိုးရိုးရှင်းရှင်းလေးနဲ့ခေါရီခလုတ်လေးကိုတစ်ချက်နှိပ်လိုက်တာနဲ့အလွယ်တကူမဲပိပိပိဖြစ်ပါတယ်။ဘယ်မှမရှိဘူး။မဲရလက်ကို တိတိကျကျမှန်မှန်ကန်ကန်နဲ့အမှားရင်းမရှိပဲချက်ချင်းထုတ်ပြန်နိုင်ပါတယ်ဒီမဲပေးဆက်ကိုအင်တာနက်တို့ Wi-Fi တို့ Bluetooth တို့နဲ့ချိတ်ဆက်ထားတာမရှိတဲ့အတွက်ဤပညာနဲ့နှောက်ယှက်လို့မရပါဘူးလုံခြုံမှုလည်းရှိပါတယ်နောင်ယူကောက်ပွဲတွေမှာလည်းအစင်အဆက်အသုံးပြနိုင်လို့မဲလက်မှတ်တွေအတွက်ဒါနာငွေလည်းမကုန်တော့ဘူးဗျာကဲဆရာဦးတုဒအောင်ကလည်းဒီမဲပေးဆက်နဲ့ပတ်သက်ပြီးတော့မှ ဆင်ရွေးနှိတ်ကြည့်တို့ဆိုတာကိုလည်းရှင်းပြပြီးသွားပြီဆိုတော့ကျွန်တော်တို့ရွာသူရွာသားတွေအနေနဲ့မရှင်းလင်းတာနားမလည်တာရှင် အာမနာတန်းမေးလို့ရပါပြီဗျာဆရာပြီးခဲ့ရွေးကောက်ပွဲတော့ကျွန်တော်ကမဲယုံမူတာဝန်ထမ်းဆောင်ခဲ့ပါတယ်ဆရာဟိုမဲယုံပိတ်တဲ့အချိန်မှာညအထိမဲလက်မှတ်တွေကိုသဆောင်ချင်းစီရေးရပါတယ်အခုမဲပေးဆက်နေဆိုတော့အချိန်မိနစ်ပိုင်းအတွင်းမဲရလက်တွေကိုထုတ်ယူနိုင်တာအလွန်ကောင်းမွန်တဲ့စနစ်ပါပဲ ဒါပေမဲ့ကျွန်တော်မရှင်းတာတခုမေးပြရစီဗျဆရာရှင်းပြသွားတဲ့အထဲမှာမဲခလုတ်တခုတည်းကိုနှစ်ခါတုံးခါဇတိုင်းနှိပ်ဖို့မလိုဘူးလို့ပြောထားရဲ့ဗျအကယ်လို့မဲဆန္ဒရှင်ကခလုတ်တခုတည်းကိုနှစ်ခါတုံးခါဇတိုင်းနှိပ်မိသွားမယ်ဆိုရင်ဘာဖြစ်သွားနိုင်လဲဆရာမဲပိဆက်ကနှစ်ခါတုံးခါများမှတ်သွားမလားမသိဘူးဆရာကျွန်တော်အဲ့အားတစ်ချက်လောက်ရှင်းပြပေးပါဆရာကုဒီနိုင်ရဲ့မေခွန်းတော်တော်ကောင်းပါတယ်မေးတဲ့မေးထိုက်တဲ့မေးခွန်းပါဒါမှလည်းပြည်သူတွေရှင်းရှင်းလင်းလင်းသိသွားမှာပေါ့ မဲဆန္ဒရှင်ကဆက်ကလုတ်ကိုတစ်ကြိမ်ပဲနှိပ်ရမှာပါမဲပေးဆက်ကလုတ်တစ်ခုချင်းစီကိုတစ်ကြိမ်နှိပ်ပြီးတော့နောက်တစ်ကြိမ်ထပ်နှိပ်ရင်လည်းမဲပေးတဲ့ဆက်ကနေတစ်ကြိမ်ပဲမှတ်သားတော့မှာဖြစ်ပါတယ်မဲဖြတ်ပိုက်စာရက်တရွက်ထွက်လာမှာဖြစ်ပါတယ်ကလုတ်ကိုတစ်ခုထပ်ပို့ပြီးတပြိုင်တည်းနှစ်ခုသုံးခုနှိပ်မယ်ဆိုရင်တော့မှားရင်းကြောင့်မဲပေးဆက်ကနေတီဆိုတဲ့အတန်ထွက်လာမှာလည်းဖြစ်ပါတယ်အဲ့လိုနှိပ်လိုက်တဲ့မဲကိုလည်းဆက်ကမှတ်တမ်းယူမှာမဟုတ်ပါဘူး ခလုတ်ကိုတကြိမ်နဲ့နှိပ်ပြီးမဲပေးရမှာဖြစ်ပါတယ်။ဆရာလေးရဲ့ဆရာလေးရဲ့ဆက်ကိုကျမတို့ကလက်ညှိုးလေးနဲ့နှိပ်ဖို့ဆိုတာဟိုအကြီးလို့ကမဝင်ရဲပါဘူး။မတော်လို့ဆရာလေးဆက်ကဓာတ်လိုက်သွားရင်ဘယ်လိုလုပ်လဲ။အကြီးလေးတို့ကဓာတ်လိုက်မှကြောက်တယ်တော့။လက်အေးနဲ့နှိပ်။အိုးခက်ပါပြီကောလားဒေါ်မြခင်ရဲ့။ဟုတ်ပြီမဲပေးစက်ကြီးကဓာတ်မလိုက်ဘူးယကျုပ်တို့မြန်မာပြည်မှာရှိတဲ့ ပညာရှင်တွေသေးသေးချာချာစမ်းသပ်စီစစ်ပြီးတော့မှထုတ်လုပ်ထားတာလျှက်စင်မီမလိုဘူးလေစိုက်ကယ်မှာသုံးတဲ့ဆက်နှဖို့အားရှိတဲ့ဘက်ထရီနဲ့အသုံးပြုထားတာပြီးတော့မှအဲ့ဒီမဲပေးဆက်ကြီးဟာလေလာမဲ့ရွေးကောက်ပွဲမှာစိတ်ချလက်ချအသုံးပြုနိုင်အောင်လို့ဘယ်ပေါင်းစုံအနေပြီးတော့မှစမ်းသပ်ပြီးထုတ်လုပ်ထားတာပါဗျဟုတ်ပါပြီတော့ဟုတ်ပါပြီသိပါပြီအစ ရှင်တို့မပဲ့စက်ကြီးကိုခက်မယ်တော့အခုလွယ်ချက်တော့တခါတည်းမှာလေနော်อืมဟောဒီလိုလက်ညိုးလေးတစ်ချက်နဲ့မဲပေးလိုက်ရုံနဲ့နော်ဟောလွယ်လွယ်လေးနဲ့မဲပေးလို့ရတယ်ဟောမှန်လဲမှန်လွယ်လေးလွယ်အဲ့ဒီတော့ကောင်းမှကောင်းတော့ကောင်းမှကောင်းမြို့ရလာတဲ့ commission ဆရာလေးကလေဒီကလေးချောင်းအပြောကလည်းကောင်းတဘောကလည်းကောင်းဆိုတော့ညာပြေးရမေးလဲမေးချင်ဒါမဲ့မေးလဲမေးရပါဦးတော့ဟဲ့ညာသူ မေးပါဗျာမေးပါပုံလေးလေးမေးလို့ရပါတယ်ဟိုကျုပ်ကလေဟိုအသက်ဆက်ရှင်ပြည့်ပြီဆိုတော့မေးပြလို့ရပြီကျုပ်ကလေအဲ့ဒီစက်ကများကိုမေးပြအောင်ပါရွေးကောက်ပွဲကြရင်ဟိုကျုပ်သဘောကျတဲ့အမတ်ကြီးကိုဟောဒီစက်ကခလက်ကိုနှိပ်ပြီးမေးပြနေတဲ့ပုံကိုဟိုကျုပ်ကတိတော့မတင်ချင်တာတော့ဟိုအဲ့ဒါတင်လို့ရပါလားဟုတ်ကဲ့ပါဗျာအခုလိုပုံပုံလေးလေးမေးလာလဲကောင်းပါလေမေးရုံလေးကိုဝင်လာရင် နိုင်ငံသားစီစီကပြားလွှဲပြီးတော့ဆံနဲ့အသုံးဆောင်ပစ္စည်းတွေယူတာလို့မရပါဘူးဗျာမဲယုံထဲမှာဓာတ်ပုံရိုက်တာဗီဒီယိုရိုက်တာ TikTok ရိုက်တာတွေလုပ်လို့မရပါဘူးခင်ဗျာပြေဝက်ဆန္ဒမဲပေးခြင်းစနစ်ကိုပြည့်ရွှင်းပြီးတော့ရွေးကောက်ပွဲပြည်မှုရောက်သွားနိုင်ပါတယ်ကဲမေးခြင်းစရာတွေရှိလို့ရှိရင်ပွပွလင်းလင်းဆက်မေးလို့ရပါတယ်ဒါဆိုမျိုးဝဆရာလေးကိုဖားညိုလဲမေးခြင်းနဲ့တော့ဖားညိုလို့ငယ်ငယ်တုန်းကမဲပေးရတာလीမဲပြားတွေမဲစာရွက်တွေနဲ့ပေးရတာလी ခင်မှာကြတော့ခနှုတ်ကလေးကိုနှိပ်ပြီးပေးရမယ်ဆိုတော့အဖွားတော့အတက်ကြီးပြီလေဒီခနှုတ်ကစားတွေကိုမမြင်ရဘူးလေအဲ့ဒါဆိုလို့ရှိရင်ဒီဆရာလေးတို့ဆက်ကြည့်ရအဖွားတို့အတက်ကြီးတဲ့လူတွေကမခက်ဘူးလားမခက်ပါဘူးဖွားရေကျွန်တော်တို့ရဲ့ရေးကောက်ပဲဦးတွေမှာဆန္ဒပြုဆက်ပေါ်ကစားတွေကိုဖတ်ဖို့အတွက်အဖွားတို့လိုအခက်ခဲရှိတဲ့လူတွေဆက်ခလို့နှိပ်ဖို့အတွက်အခက်ခဲရှိတဲ့လူတွေအတွက်မဲယုံမူကဥပဒေနဲ့ညီမဲဆန္ဒရှင်တွေပြောကြတဲ့အတိုင်း ကူညီဆောင်ရွက်ပေးဖို့အတွက်ရွေးကောက်ပွဲဥပဒေမှာပြဋ္ဌာန်းမိတာဖြစ်ပါတယ်။အဲ့ဒီအတွက်စိတ်မူပါနဲ့ဘွားရဲ့ဥပဒေကစနစ်တကျအခွင့်အရေးပေးမိတာပါ။ဆရာတမီးတစ်ခုလောက်မေးချင်လို့ပါ။တမီးက grade 2ရဲ့အကြောင်းလူပါ။ဆရာရှင်းပြသွားတဲ့အချိန်မှာစက်ကောက်ခလုတ်ကိုနှိပ်ပြီးမဲပေးပြီးရင်မဲပေးထားတဲ့မဲရလက်ကိုဘလို့ပြန်ပြီးစစ်ဆေးလို့ရပါတယ်လေဆရာ။မဲဆန္ဒရှင်တူဦးချင်းစီကစက်ကောက်ကိုနှိပ်ပြီးဆန္ဒမဲပေးလိုက်တဲ့အခါမှာပေါ်ထွက်လာတဲ့ မဲပေးချက်ကိုဖော်ပြတဲ့ဖြစ်ပိုင်းလေးတွေမဲပေးခြင်းအလုံးပြီးဆုံးသွားတဲ့အခါမှာဆက်ကနေထွက်လာတဲ့ကိုယ်စည်လောင်းတူးချင်းစီရတဲ့မဲရလန်စရင်ဖြစ်ပိုင်းရှိအဲ့ဒီစရင်တွေကိုတတ်မှတ်ထားတဲ့ပုံစံဇရားတွေထဲမှာမှန်မှန်ကန်ကန်ဖြည့်သွင်းတက်ချက်ပြီးတော့ရလာတဲ့မဲရလန်စရင်တွေရဲ့သင်ကျုပ်စတဲ့မှာဒီပညာနဲ့မှတ်တမ်းသိသိထားတဲ့ memory card ရဲ့ဒီအချက်လေးချက်ပေါ်မှာမဲဆန္ဒရှင်တွေကဆန္ဒမဲပေးထားတဲ့ မဲရလက်မှတ်တမ်းတွေရှိနေမှာလည်းဖြစ်ပါတယ်။အငင်းပွားမှုဖြစ်လာရင်ဒီအချက်လေးချက်နဲ့အပြက်အလှန်တိုက်ဆိုင်စစ်ဆေးဖို့အတွက် ဥပဒေပြဋ္ဌာန်းချက်နဲ့အညီမှတ်တမ်းကိုတိမ်ဆဲထားတာလည်းဖြစ်ပါတယ်။ဒါဆိုရင်ဒီမဲပိဆက်တွေနဲ့မဲလိမ်မဲခိုးမဲမတမာတာမဖြစ်အောင်ဆရာတို့ကော်မရှင်ကဘလို့တာဝန်ပေးမှလဲရှင်။ဒါလည်းမဲတင်မိလိုက်တဲ့မိကုန်တစ်ခုပါပဲ။ဒါပေမဲ့ဟောဒီမဲပိဆက်ကြီးကမှန်မှန်ကန်ကန်တိတိကျကျပေါ်ပြတယ်ဆိုတာ ကျုပ်တို့မျက်မြင်ကိုယ်တွေ့ပဲလေမယုံနိုင်เสียဘာမှမရှိပါဘူးဗျဟောဒီမဲယုံထဲမှာကမဲယုံအဖွဲ့ဝင်နေမဲစန္ဒရှင်နေပြီးတော့ကျုပ်တို့ရက်ကြီးကော်မရှင်အဖွဲ့ဝင်နေခမားတို့နိုင်ငံရေးပါတီကကိုယ်စလဲတွေမဲယုံကိုယ်စလဲတွေမျက်မြင်ကိုယ်တွေ့စောင့်ကြည့်လို့ရတာပဲလေပြီးတော့ကော်မရှင်ကလည်းပြည်တွင်းပြည်ပက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုဖိတ်ခေါ်ထားပါတယ်ပြီးတော့ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာခွင့်လည်းပြုထားပါတယ်အဲဒါကြောင့်ဒီရွေးကောက်ပွဲမှာမဲမတမာမှုနဲ့တန်တရားဖြစ်เสียရတယ်ပြီးတော့ဟောဒီမဲပေးတဲ့မဲပေးဆက်ပေါ်မှာတန်တရားဖြစ်เสียရဆိုတာလေတခုမှမရှိပါဘူး Okay. ရွာသူရွာသားများကရောဘာများမေးစရာရှိသေးလဲဗျကဲမေးစရာမရှိတော့ဘူးဆိုရင်ဒီမှာခင်းချင်းပြတ်တတ်ထားတဲ့မဲပြည့်စက်မှာတရားကိုချင်းတရားချင်းစမ်းတက်ပြီးတော့မဲပြေးကြရအောင်เนาะဒီတိတ်တူ Acha kuti sijui hichi tu, acha kuti ba Niki umesima, mimi ambi pamapa Mama masi, kulila mi, kuza tupati Niti cha mama mengu jwi Niki bucha kya mi, ni မေးတိချာတိချာမမမစာရဲ့ပိုင်လေးကိုပြန်လည်မတိနေတီပီပီဆိုရင်မင်းတို့တောင်းဟတူစီမလက်ချောင်းလေးချောင်းကိုမိတဲ့ချက်တော့စီရင်နေချစ်တော့နောင်ချက်ကိုတိစီရင်နေချစ်တော့မချကိုတိပါစံတော်နေတဲ့တိချာရင်မင်းပြီးစီချာ တိကြပန်ကံပြန်ဆန်းစောမီပီစုလန်ယူမီနီဟော်တီလူဘီဟော်တီလူဘီဟော်တီလူ